စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကပယ်ဖျက်ခဲ့တဲ့ကိုစလဲလောင်း86ဦးအနက်အတနာခန့်စာပြန်တင်ထားသူတွေရှိနေတယ်လို့သိရပါဗျ။စစ်ကောင်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ဖို့အမည်စင်းတင်သွင်းထားတဲ့ကိုစလဲလောင်း9000ကျော်ရှိတဲ့အထက်မှာ86ယောက်ကိုရွေးကောက်ပွဲကော်မရှင်ကကိုစလဲလောင်းစင်းကနေပယ်ဖျက်လိုက်တာဖြစ်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေသက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေဤဥပဒေတွေနဲ့ညီညွတ်မှုမရှိတဲ့အတွက်ပယ်ဖျက်ခဲ့တာလို့ UEC ကထုတ်ပြန်ထားပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP မှာပယ်ဖြတ်ခံရတဲ့ကိုယ်စလဲလောင်း6ယောက်ရှိပြီးအတနာခံစားတင်တဲ့သူတွေလည်းရှိတယ်လို့သိရပါတယ်။ဒါအပြင်ပြည်သူပါတီ PP ကလည်းရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့ကိုယ်စလဲလောင်း9ဦးထပ်မံပယ်ဖြတ်ခံထားရတယ်လို့သိရပါတယ်။ပယ်ဖြတ်ခံရတဲ့လွှတ်တော်ကိုယ်စလဲလောင်းတွေစီရင်နေမှာပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌဒေါ်သက်သက်ခိုင်လည်းပါဝင်နေတာဖြစ်ပြီးသူလည်း UEC ထံအတနာခံစားတင်ထားတယ်လို့ထုတ်ပြောထားပါတယ်။ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ကတော့တက်ဆိုင်ရာလွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှာရှစ်ကာကြီးပါပြဋ္ဌာန်းချက်နဲ့ညီဆွနေတာကြောင့်ကိုစလေလောင်းစင်းကနေပယ်ဖြတ်ခဲ့တာလို့ UEC ကပြောကြားထားပါတယ်။ပယ်ဖြတ်ခံရတဲ့ကိုစလေလောင်းအချို့ဟာ UEC ထံကိုအတနာခံစားတင်ပြထားပေမဲ့လက်ရှိအချိန်ထိပြန်လည်အကြောင်းပြန်တာမျိုးမရှိသေးဘူးလို့လည်းနိုင်ငံရေးပါတီတွေကပြောပါတယ်။စစ်ကော်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲမှာ ပြိုင်ဘက်မရှိပဲတအူးတဲ့ဝင်ရောက်အရွေးခံရတဲ့မဲဆန္ဒနဲ့30နေရာထပ်မင်းဲမှာ USDB ကကိုယ်စလဲအများအပြားကအနိုင်ရရှိပြီးသားလည်းဖြစ်နေပါဗျ။စစ်ကောင်းဆောင်ကပြုလုပ်မဲ့ရွေးကောက်ပွဲအပိုင်း၁ကိုလာမယ့်ဒီဇင်ဘာလ28ရက်မှာမြို့နယ်ပေါင်း102မြို့နယ်မှာစတင်ကျင်းပမှာဖြစ်ပြီးတော့လွှတ်တော်အလိုက်မဲဆန္ဒနဲ့အသီးသီးမှာအမည်စည်းတင်သွင်းထားတဲ့ကိုယ်စလဲလောင်း923ဦးရှိတယ်လို့သိရပါဗျ။